မင်္ဂလာပါဒီတခါတော့ဒီငူဝါပန်းလေးကိုထိုးပြပေးမယ်နော်အဲ့ငူဝါပန်းလေးထိုးတဲ့အခါမှာလိုအပ်တဲ့ချီတွေကဒီအဝါရောင်ဒါကြတော့ပန်းမွင့်ထိုးဖို့အတွက်အဝါရောင်ဒါကြတော့ဒီရိုးတန်အကြီးထိုးဖို့အတွက်အညိုရောင်ပြီးတော့အရွက်အတွက်ကအစိမ်းရောင်အယိုးနဲ့အရွက်နော်အဲ့ဒီအတွက်ကအစိမ်းရောင်ပြီးတော့ဒီဝတ်ဆံလေးတွေထိုးဖို့အတွက်လေမော်ရောင်ချီလေးတွေလိုမယ် အဲ့မှာဒီမှာဆိုလို့ရှိရင်အရွက်ကလေးတွေအရောင်လေးတွေနည်းနည်းပါပါဆက်ထားတယ်ဒီမှာကအစိမ့်နုဒီမှာကအစိမ့်ရင်ဒါလေးကကြတော့ရင်ကြီးစိမ့်ဘက်ကိုနည်းနည်းသွားရတယ်ပြီးတော့အယူလေးကိုကြတော့လည်းရင်ကြီးစိမ့်လေးနဲ့သုံးပေးထားတယ်ဒါကအရွက်ကလေးတွေကိုအရောင်လေးတွေချားပြီးတော့ထည့်ထားတာပါနော်ဒီမှာအဖူးလေးဆိုလို့ရှိရင်လည်းဒီမှာဟွာအနုနဲ့အရင်နဲ့နှစ်ခုကိုဆက်ပြီးတော့ထိုးပေးထားတယ်ဒါကြတော့မဆက်ရင်လည်းရရင်တော့ဆက်ရင်ပို့ပြီးတော့တဘာဝကြရတယ်ဒါကြောင့်မဆက်ပြီးတော့ထိုးပေးထားတာပါအရွက်ကတော့ထိုးမပြတော့ဘူးအဖူးလေးထိုးပြပေးမယ်နော်အဖူးထိုးတဲ့အခါမှာ ဒီခြေကိုသုံးပြီးတော့ထိုးပြပေးမယ်ဒီနားလေးမှာ အဖူးလေးတစ်ဖူးထပ်ပြီးတော့ထည့်လိုက်မယ်အဖူးဆွဲတဲ့အခါမှာလည်းအရင်ပိုင်းအဖူးလေးတွေကိုကြောင်နေနဲ့ကြည်ပြီးတော့ဒီအဖျားပိုင်းအဖူးလေးတွေကိုနည်းနည်းသေးပြီးတော့ဆွဲပြမယ်နော် ူးထိုးရင်ဘယ်လိုထိုးမလဲဆိုတော့ဒီလိုတွတ်တွဖောင်းဖောင်းလေးရပေါ်အတွက်အကြွားထိုးနည်းလေးနဲ့ပဲထိုးပေးမယ်ဒီမှာအချက်လေးတစ်ချက်အရင်ဆုံးသွားထားမယ်ပြီးတော့ဒီစားတဲ့နေရာကနေချီကိုဆွဲထုတ်ပြီးတော့ဒီထိုးထားတဲ့အချက်ကလေးပေါ်မှာချီလေးရေးပေးရမယ်လိုချီအကျံလေးထားပြီးတော့ အေးခရရပြီးမယ်ဒီအချီဆွဲခဲ့တဲ့ခါမှာဒီကွင်းထဲအနေဆွဲရမယ်နော်နေတော့လေလေးခါရပြီဆိုလို့ရှိရင်အဲ့ဒီခွင်းလေးလေးခွင်းတဲကိုဒီမှာဒီခွင်းလေးလေးခွင်းရပါတယ်เนาะအဲ့ဒီလေးခွင်းတဲကိုအက်ကလေးတွေကိုလိုက်ပြီးတော့ထိုးမယ် ဒီလိုလေးခွင့်ရတဲ့ဟာကိုမှဒီချီကိုအမှရေပြီးတော့ဆွေးမယ်ဒီမှာပါနော်ဒီလိုလေးဆွဲပေးမယ်ဒီမှာဒီလိုလေးရပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီထိတ်ကိုဒီလိုလေးတုပ်ပေးမယ် အဲ့လိုလေးရပြီဆိုလို့ရှိရင်ဒီဘေးဘက်ဒီမှာမပြည့်သေးတဲ့နေရာလေးတွေကိုပြန်ပြီးတော့ဖြည့်ပေးမယ်ရဆိုလို့ရှိရင်လေးမှာဖောင်ဖောင်လေးရတယ်နော်အဲ့ဆိုတော့ဖူးလေးရပါပြီဒါကကြတော့အဖူးထိုးနည်းလေးပြီးတော့ဒီအယိုးလေးတွေထိုးပေးမယ်နော် အယိုးကကျတော့ပန်းထိုးချီကိုသုံးပေးထားတယ်ပန်းထိုးချီနှစ်ပင်ဘူးနဲ့ထိုးပြပေးမယ်ကိုကြိုက်တဲ့အရေးအတွက်သုံးလို့ရပါတယ်နော်ယူထိုးနည်းနဲ့ပဲထိုးမယ် ီဖျားတီဒီနီးနဲ့ပဲထိုးပေးသွားမယ်ပြီးတော့ဒီအယိုးလေးတွေလိုက်ပြီးတော့ထိုးပေးမယ်အဲ့ဒီအယိုးလေးတွေကကျတော့တိုးတယ်ဆိုလို့ရှိရင်တစ်ချက်တည်းနဲ့ထိုးလို့ရတယ်ရှည်တယ်ဆိုလို့ရှိရင်တော့နှစ်ချက်သုံးချက်ထိုးပေးရမယ် အရိုးကိုဒီလိုကွေးကွေးလေးရအောင်ဒီမှာဒီလိုအခုံးလေးတန်းဖြစ်အောင်အလေကတစ်ချက်ဖြီးပေးမယ်ဒီပြင်မအယိုကြီးထိုးတယ်လို့မျိုးဒီလိုနှစ်ချက်ထိုးရင်လည်းရတယ်ချီသိရင်တော့ဒီလိုလေးပဲသိလိုက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုနှစ်ချက်လောက်ချီလိုက်ရင်လည်းရရနော် ဒီပင်မရိုးရံလေးကိုနည်းနည်းကြီးသွားအောင်အလေလောက်ကနေအထက်ကိုတချို့ပြန်ပြီးတော့လိုက်ပေးမယ်။ဘာကြောင့်လဲဆိုရိုးရံလေးနည်းနည်းလေးတေးနေလို့

ငါးပွင့်စားရသွားပြီငါးပွင့်စားရသွားပြီဆိုလို့ရှိရင်နောက်မှာအချက်ချိမယ်ချိပြီးတော့ဒီအချက်တစ်ခုရဲ့အရင်လေးကနေကောပဲကောပြီးတော့အဖူးရစ်တလို့ပြန်ပြီးတော့ရေးပေးမယ် ဒီပွင့်ဖက်အရွယ်စားလောက်ခြေကိုရှည်ရှည်ခြံထားမယ်ဒီနေတော့လေးဒီလိုလေးပင်ရပြီဆိုရင်အဲ့ဒီလေးပင်တွေကိုအထိုးပြီးတော့လေးပင်ကိုစုပြီးတော့ခြိမယ် လေးပင်စုချလိုက်တဲ့အခါမှာဒီလိုလေးရလာရယ်နော်အဲ့ဒါပြီးတော့နောက်ထပ်လေးပင်ထပ်ပြီးတော့ချိမယ်အဲ့ဒီအချက်ထဲမှာပဲဒီလေးတော့လေးလေးပင်ထပ်ရပြီဆိုရင်အဲ့ဒီလေးပင်ကိုထပ်ပြီးတော့ပြန်ချိမယ် ဒါဆိုရင်ရှစ်ပင်ဘူးကဒီလိုလေးရသွားပြီเนาะအဲ့ဒါမှအဖျားလေးမှဒီလိုလေးနည်းနည်းလေးခြွန်ကျင်တော့နောက်ထပ်အဲ့ဒီအဖျားမှာပဲတစ်ချက်ထပ်ပြီးတော့ခြီးပေးမယ်ပြီးရင်ဒီခြီးကိုကြတော့ဒီအချက်ကလေးတဲ့ဒီအပေါ်ဘက်ကိုမပတ်အောင်တင်းပေးရမယ်เนาะဒီဘေးကိုတစ်ခေါက်ပေးမယ်ပြီးတော့အဲ့ဒီဘေးကနေမှဒီအောက်ဘက်ကိုတစ်ခေါက်ပြန်သိမ်းမယ် ီးတော့ဒီအောက်ဘက်မှာတစ်ချက်လောက်ချီမယ်တစ်ချက်နှစ်ချက်ချီလိုက်မယ်အဲ့ဒါဆိုရင်တော့ပွန်ဖက်တစ်ဖက်ရသွားပါပြီနောက်ထပ်ပွန်ဖက်ကလေးတစ်ဖက်ထပ်ထိုးမယ်ဆိုရင်အဲ့ဒီပုံစံတိုင်းပဲအချက်ရဲ့ခြေရင်းမှာအကူထိုးလိုက်မယ်ပြီးတော့၄ချက်ချီ၄ချက်တွဲမယ်၁၂၃၄ လေအဲ့လေးချက်ကိုမပေါင်းပြီးတော့ရှိမယ်တတိထားမှာကအဲ့လေးချက်ကဟိုအရှည်ရညီနေရမယ်နော်အရန်ကြီးလုံးဝတိတိကျကျကြီးညီမနေတော့မှ အကွာဝေးရတာကြီးကွာနေလို့မရဘူးပြီးတော့ဒီလေးကိုပေါင်းချီမယ် တဲ့နေတော့လေဒီနေတော့လေအဲ့လေးကိုပြန်ပြီးတော့ပေါင်းပြီးတော့ချိန်မယ်အဲ့ဒါဆိုရင်ပုံဖတ်တဲ့ဖက်စာအတွက်က၈ခါချိန်ပြီးတာဖြစ်သွားမယ် ပြီးတော့လေးမှာချွန်းလေးဖြင်းလေးပေါ်အတွက်တစ်ခေါက်ထပ်ပြီးတော့တုံးမယ်။ဒါဆိုရင်ပုံဖန်တစ်ဖက်ရသွားပါပြီ။ဒီမှာတော့ဒီလိုထိုးတဲ့အခါမှာဒီဘက်မှာအက်ကားမပေါက်ဘူးเนาะ။ဒီနောက်ဘက်ချမ်းလေးကိုပဲထိုးပေးတာပါ။ ไปนี้ได้บนญพังลัก